သရနဲ့ပတ်သက်ပြီးတော့ဘောဓုတမှတ်เสียရတယ်။မြတ်စွာဘုရားကသရနဲ့ပတ်သက်ပြီးတော့ဟောထားတာရှိသေးတယ်။တတ္ထာဆိုတာတဲ့မျိုးစိနဲ့အလားတရာတူတယ်။တတ္ထာဘိဇံတရာဟာမျိုးစိပဲ။မျိုးစိဆိုတာဘာအတွက်မျိုးစိလဲဆိုတော့မက်သီးဖို့သီး မပန်းဖို့ပန်းပွင့်ဖို့အတွက်မျိုးစိတ်လို့ဒီလိုပြောလို့တာပေါ့နော်အတိညာဏ်တွေပွင့်လန်းဖို့အတွက်တရားမျိုးစိတ်ပဂတိမျိုးစိတ်ဟာအလုံးနှစ်ခုလုံးတယ်တရားစဉ်းစားကြည့်မယ်ဆိုရင်ဒီမျိုးစိတ်တစ်ခုတရားစီကလေးတစ်ခုကအလုံးနှစ်ခုလုံးတယ်တဲ့ဘာအလုံးလုံးတယ်လဲဆိုတာကိုကြည့်တရားစီလေးကိုမြေထဲချပြီးတော့စိုက်လိုက်လို့ရှိရင် အောက်မှာအမြင့်ကလေးဆင်းလာတယ်အပေါ်ကိုအမြောက်ထွက်လာတယ်ဟောဒီနှစ်ခုလောက်တယ်သူကအမြင့်ဆင်းလာလဲပဲဟောဒီမျိုးစေ့ကဆင်းအမြောက်လေးအပေါ်တက်လာတာလဲမျိုးစေ့ကပဲတရားစေ့ကပဲဖြစ်တယ်အလုံးနှစ်ခုလမ်းနဲ့တွေ့နဲ့ထွက်ပေါ်လာတယ်လို့ဒီလိုပြောအဲ့တော့သရာဆိုတဲ့မျိုးစေ့ရှိတဲ့ပုဂ္ဂိုလ်ကလည်းအလုံးနှစ်ခုလောက်လာဘာအလုံးလဲလို့ဆိုရင် ကိုချင်းသီလဆိုတဲ့ကုသိုလ်တရားတွေရဲ့အမြင့်လို့ဆိုတဲ့သီလနဲ့ပြည့်စုံလာတယ်။ဒါအမြင့်သက်ဆင်းခြင်းပဲ။တမထဝိပဿနာဘာဝနာကျင့်စဉ်ကိုအားထုတ်လာတာ။ဒါကအညော့အညောက်တက်ခြင်းပဲ။ဟော။တရားရှိလာပြီဆိုရင်သီလဆိုတဲ့အခြေခံအမြင့်ကိုလည်းပြည့်စုံအောင် ဖြစ်ပေါ်စေတယ်။တမထဝိပဿနာဆိုတဲ့အညော့အညောက်ကိုလည်းပေါ်ပေါက်လာစေတယ်။ဒါတရားရဲ့ မြတ်စွာဘုရားကတင်စားပြီးတော့ဟောထားတယ်တရာရဲ့စွမ်းအားတစ်ခုပဲပေါ့